ကဲဒီကနေ့ကတော့ဝင်းမီမီအောင်နဲ့အင်တာဗျူးလုပ်မယ်။နော်အေးရင်လို့လည်းခေါ်တယ်နော်။သူကယောဂတွေဖြည့်ပြီးတော့ဗာလဲဆေးခွင့်ယူရတာလား။အငိမ့်စားခွင့်ယူရတာလား။လဆာမဲခွင့်။ဩလဆာမဲခွင့်။ဟုတ်ကဲ့။အဲ့ဒါယူပြီးတော့ဆူတောင်းတဲ့အခါမှာဩအာနာတို့နော်။ဘိတ်သိကြီးတောက်တဲ့အခါမှာဩအာနာတို့အဲ့ဆိုတော့ ဘာယောဂါတွေဖြစ်ပြီးတော့ဘယ်လိုဖြစ်လို့ခုနကအငိမ့်စားခွင့်ယူတာလဲအဲ့ဒါလေးစပြောကြည့်စမ်းပါဦးအဲအပါကြီးဂျမားကလေအဲဂျန်နဝါရီလနေ့ရက်နေ့မှာစပြီးတော့နေမကောင်းဖြစ်တယ်ပေါ့နော်ဘာကြီးနော်နေမကောင်းဖြစ်တဲ့အခါကျဂျမားဘယ်ဘက်ခါစနာလဲနာရဲနာတော့ခါနာလဲဆိုတော့ဂျမားတို့အစကကြောက်ကလို့ထင်တယ်ပေါ့နော်ကြောက်ကလို့ထင်တော့ဂျမားကြောင်းတက်လိုက်တာနေပြီးတော့ဂျမားကိုဂျမားမှာက ဘာထောက်ထားမှမရှိတဲ့အတွက်ကြောင့်ကျမတို့ကအာမေဆောက်အင်တာနက်ရှင်နယ်မှာဈေးကူတာမခံရဲဆိုပြီးတော့ကျမတို့ဆုံးဖြတ်လိုက်ဆုံးဖြတ်လိုက်ပြီးတော့ကျမတို့ကအာကြောက်ကလောက်ပဲထင်ပြီးတော့ကျမတို့တော့ပြလိုက်တယ်ပေါ့ပါချင်းအဲအဲ့ဒီအဲ့ဒီခါမှာကျမကိုဓာတ်မှန်ရိုက်လိုက်တယ်ဓာတ်မှန်ရိုက်တော့ကြောက်ကန်းမှာဘယ်ဘက်ကြောက်လမ်းကြောက်မှာလဲကြောက်တယ်တယ်ပေါ့ကြောက်နေနေတွေ့တယ်လို့ပြောတယ်ပြောပြီးတဲ့ခါကျတော့သူကကျမကို CT scan ရိုက်မှသိချမယ်လို့ပြောတယ်ပေါ့ ဒါပေမဲ့အဲ့လိုမျိုး city scan ချက်ချင်းရဖို့ကျွန်တော်ကအဆဆအရေးရဘာမှမဖြစ်စေရတဲ့အခါကျတော့ကျွန်တော်တို့နောက်တစ်ပတ်မှလာရိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်အဲ့နဲ့ကျွန်တော်တို့ကနောက်တစ်ပတ်လောက်ကျတော့ကျွန်တော်တို့တော့ရိုက်တယ်တော့ရိုက်တဲ့အခါမှာကျတော့ဘာမှလက္ခဏာကမမရရမတွေ့ဘူးပေါ့နော်ဗာကြီးတော့အဲ့ဒါကိုတော့မှကျွန်တော် city scan ကတစ်ခါရိုက် ယောဂမတွေ့လို့နောက်တစ်ခါနှစ်ခါပြန်ရိုက်တယ်။အဲ့လိုပြန်ရိုက်တဲ့ခါကျကျမ character ကျမတော်ပြောလို့ပေါ့နော်ဆရာမမျက်စိလဲအောင်မလုပ်နဲ့ပေါ့နော်။ဟောကြက်တွေလည်းမရှိတော့ဘူး။อืมဒါပေမဲ့လည်းဘာယောဂမှကျမကမရှိနေဘူးအကောင်လုံး clean ဖြစ်တယ်။တွေးတွေစစ်တယ်တွေးတွေမှလည်းဘာယောဂမှမရှိဘူးပေါ့နော်။อืมอืมဒါပေမဲ့ तू ကဘာပြောလဲဆိုတော့တဲ့ ဘာမှမတွေ့ဘူးဆိုတော့တမန်ကတက်အိမ်မှာတော့နည်းနည်းလေးပြဿနာတွေ့တယ်ပေါ့နော်အဲ့ဒါသူက ultrasound ရိုက်မယ်လို့ပြောပြီးတော့သူကကျွန်မ ultrasound ရိုက်တယ်ပေါ့နော်ပါချင်နော် ultrasound ရိုက်တယ်ရိုက်တော့လေသူကအဲ့လိုပေါ့နော်ဟိုတိတ်ပြီးတော့ဟိုကြီးမားတဲ့ယောဂ case မဟုတ်ဘူးနည်းနည်းပပလို့ပဲပြောတယ်ဒါပေမဲ့တော့ကျမတို့ကကျမအရန်ခံစားရတယ်ပါချင်အဲဆေးထိုးရေဆေးတောက်တယ်မပြောက်ဘူးနောက်ဆုံးဘယ်လောက်ထိဆိုကျမလမ်းတော့မရှောင်နိုင်ဘူး อืมๆแล้วไม่ช่องไหนมูแต่แม้จะมาจ้างกูไอ้เฉยมาไม่เป็ดได้กูจะมาจ้างเป็ดตอกเป็ดตอกเนี่ยตั้วตัดนี่อืมๆกาณสินซี้ดิอะเต็งเนาะกาตะสินซี้ดิโหเสียมิ้วอ๋องเนี่ยกาปะเนาะจมารู้จ้างกาตะสินซี้แล้วจมารู้โหตั้วแค่ได้จ้างตั้วแค่ได้แต่แม้จมาไม่ตัดตาไว้ในเฉยเนี่ยปุ๊บๆซูลาได้อืมเอ่อณปัดตะคาซีกันเนี่ยเฉยตั้วได้โยคะไม่ตัดตาปุ๊บนอกสงปาจีจมาลงอ่ะไอ้บอเนี่ยมันตัดไหนเนาะกูอืมอ่ะสุบ้ามาไม่ลงไหนกู စားလို့လည်းလုံးဝမဟုတ်ဘူးတော့ဘောเนาะအဲ့ဒီချိန်မှာအပါကြီးကိုကျမစီလာပေးရမယ်ဆိုတော့အကြောင်းလေးပေါ်လာတယ်လေပါကြီးเนาะအပါကြီးကအကိုပို့လိုက်တယ်ဟုတ်ကဲ့ဆရာတိုင်တော့ဟုတ်ကဲ့အဲ့နဲ့ကျမစီလာပေးရပါကြီးစီလာအဲ့ဒါလေကျမနေမကောင်းတဲ့ကြားကအပါကြီးကိုကျမ ဒါပေးတာပေါ့နော်အပေးစရာရှိတဲ့ဟာပေးရမှာပဲအကျိုးမထားချင်းဆိုအဘကြီးကျွန်မလာပို့ပြီးတော့အဘကြီးကလာခဲ့ဆွတ်တောင်းပေးမယ်လို့အဘကြီးကပြောတယ်နော်ကျွန်မကိုအဘကြီးကဖိတ်ခေါ်တယ်အဲ့ချိန်မှာကျွန်မကျွန်မကိုပြောပြတော့အကူကအဘကြီးစီမှာသွားဆွတ်တောင်းခံပေါ့အဲ့ဒါအဘကြီးကိုဖျားတခင်ကဗိတ်သိပ်ပေးထားတယ်ဖျားကအဘကြီးကိုအများကြီးအတုံးပြထားတယ်သွားပါဆိုတော့အဲ့ဒါနဲ့ ကျမအပါကြီးစီလာတယ်။အဲ့ဒီမလာခင်ရမတက်ခင်မှာပါကြီးကျမအိမ်မှာကောင်းကောင်းတောင်းကျမ်းခဲ့ရတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ကျမတကားမှအဲ့လိုမျိုးလဲဟိုမဆိုးသွားမှုဘူးပေါ့နော်ပါကြီး။ကျမကအေးအေးဆေးဆေးလူဖြစ်တယ်။ရင်ရင်ကြည်ကြည်လူဖြစ်တယ်။ကျမကိုမိဘဘိုးဘွားတွေဆရာသမားတွေက ဟိုနေထိုင်တဲ့အခါမှာရေကြီးသိမ့်မှုရောက်မတင်ထားတယ်ကျမလည်းဆံမတယောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမနက်ခင်းအပါကြီးစီလာမယ်မနက်ခင်းပါလေကျမလည်းတရေမလို့ပဲ ကျွန်မတောင်းကျမ်းအဲ Sunday မနက်ကဟုတ်တယ်အပါကြီးစီမလာခင်မှာမလာခင်မှာဟိုအထက်အမွေကနတ်ဆိုကကြွပြီကြွပြီအပါကြီးစီမလာခင်ကိုကျွန်မဒီမှာခဏအောင်ရှက်ကဝင်ပြီဘသူနဲ့ရန်ဖြစ်လဲဆိုကျွန်မအိမ်မှာကျွန်မကလေး၃ယောက်နဲ့ကျွန်မရန်ဖြစ်တယ်ကျွန်မရောက်ခဏလေးရှိတယ်၃ယောက်၁ယောက်ပေါ့၃ယောက်၁ယောက်မဟုတ်ဘူး၄ယောက်၁ယောက်ယောက်ကျွန်မတို့ကလို့ပြောလိုက်ရောက်ခဏနဲ့ပေါင်း၄ယောက်၁ယောက်၄ယောက်သူတို့က၄ယောက်ကျွန်မ၁ယောက်အဲ့တော့ အမေကပြောတယ်အာညီမကောင်းလို့ဖြစ်မယ်စိတ်လျှော့ပေါ့နော်ကျမကပြောတယ်ဒါပေမဲ့ကျမကကျမမှန်တယ်ကျမစိတ်မလျှော့နိုင်ဘူးတဲ့ပြီးကျမကထပ်ပြီးဝူဝူဝါးဝါးတွေလှုပ်တာတခါမလှုပ်ဘူးတခါမလှုပ်ဘူးကျမလှုပ်ဘူးလားတတန်တီလှုပ်တတ်တယ်တတန်တီလျှောက်မှာအဲ့လိုမျိုးလဲကျမမရိုင်းဘူးတခါလဲလူကြီးကလည်းကျမပြန်မပြောဘူးဒါပေမဲ့အဲ့မှာကျမကောင်းကောင်းပြန်ပြောတာဘုရားချောင်းသွားဆရာသွားကျမတို့နေချတယ်မြေဆောက် great church ကိုသွားဆရာသွားကျမလည်းသွားဆရာရှိတာသွားမှာကျမအိမ်ပေါ်ကဆင်းမှာ အမေတို့အိမ်ဘွားဆင်းမလားကျမအိမ်ဘွားဆင်းရမလားကျမတို့ challenge ကိုခေါ်ပလိုက်တာ challenge ကိုခေါ်ပလိုက် Sunday morning မှာ Sunday morning မှာ Sunday morning challenge လုပ်တယ်ပေါ့သူတို့လည်းကြောက်ပြီးဖခင်ကြောင့်တော့အကုန်ရောကျမဒီမှာတယောက်တည်းအိမ်နေခဲ့တာအင်းအဲ့ဒါနဲ့ကျမကတစ်ဖက်မှာလည်းကျမအပါကြီးစီလာရမယ်ဆိုတော့စိတ်ပေါ့နော်အဲ့လိုရှိရဆိုကျမသွားမယ်ဆိုပြီးတော့အဲ့ကျမတပည့်လေးဖေကိုကျမဖုန်းဆက်ခေါ်လိုက်တယ်ပြကျမတမီးအင်္ဂလီနဲ့ကျမအပါကြီးစီကိုလာတယ်ပေါ့ပထမဦးဆုံးပဲပထမဦးဆုံးအပ ဆမ်းလေးဆိုအပတ်ဟုတ်ကဲ့အဲအပါကြီးရဲ့ဒါစကားပြောတဲ့အပတ်လေးဟုတ်ကဲ့အဲ့ဒီအပတ်အဲ့နဲ့ကျမဘာကြီးတမိတော့ပြောတယ်လေဘာကြီးစစ်တောင်းခံချက်တင်ချင်လို့ဘာကြီးဆိုတော့ तू ကဆရာမပြောတယ်လေဆရာမအစ်စ်ပဲလာပြောတယ်အပါကြီးစီသွားလို့ရတယ်သွားပြောအပါကြီးစစ်တောင်းပေးမယ်ပေါ့အဲ့နဲ့ကျမစစ်တောင်းပါခံတယ်ဘာကြီးဟုတ်ကဲ့အပါကြီးစစ်တောင်းပေးလိုက်ပြီကျမစစ်တောင်းပေးလိုက်ပြီတဲ့နဲ့ကျမအဲ့အိမ်ညနေစပြီးတော့ အစ်စ်မပြေဘူးလေပါကြီးအစ်စ်မပြေဆိုတော့ကျမအန်နေဆူတောင်းပြီးတော့ပြန်လာတော့ကားပေါ်ရောက်တာနဲ့အန်ဟောလာအန်နေကျမအန်နေဒါပေမဲ့အဲ့ဒီအဲ့ဒီအန်နေတစ်ချိန်မှာကျတော့ကျမဆူဆူဝါးဝါးတော့မအန်သေးဘူးဘမမဆူဆူဝါးဝါးအန်လာလေဆိုတော့အပါကြီးဒုတိယတစ်ခါဖရရှိခိုးပြီးတဲ့အခါပြီးတော့ရေးပေးလိုက်တဲ့အခါခေသိရေးပေးတော့ရေးပေးလိုက်တဲ့အခါပထမတော့ဟိုအန်တော့အန်နေဒီအတိုင်းပဲစီလူဆူတောင်းလိုက်တော့အန်ပဲနှစ်ကြိမ်လောက်အန်လဲ အဲအဲ့ဒီတော့ကသုံးချိန်လောက်အန်တယ်ပါကြီးကားပေါ်မှာအဲကားပေါ်မှာပဲကြွကြွအိတ်ထဲမှာအန်တယ်အိမ်ပြန်လာတော့အန်တယ်ဒါပေမဲ့ကျွန်မပြန်လာတော့ကျွန်မစိတ်ကြည်သွားပြီလေပါကြီးဟိုနည်းနည်းလူကောင်ဖြစ်သွားပြီဟုတ်อืมๆရုပ်စုပန်းစုစိတ်ဒေါသတွေအဲပုံမှန်ဖြစ်သွားပြီပါအဲ့လိုမျိုးပါကြီးဒုတိယတစ်ခါကျတော့ပါကြီးရဲ့ကျမကိုဆုလဲဆုတောင်းပြလိုက်တယ်ဗိတ်သိက်ကြီးလေးပြလိုက်တယ်อืม ဲ့ချိန်မှာကျတော့ဗတ်ကြီးဘိတ်သိက်စီရောမပေးဘူးလားဘိတ်သိက်စီကပထမတစ်ခါတည်းဟုတ်ပထမကဘိတ်သိက်စီဒုတိယကျတော့ဘိတ်သိက်စီဒုတိယကျတော့ဘိတ်သိက်ရေးပေးလိုက်တယ်ဗတ်ကြီးဒီဗတ်ကြီးဆုတောင်းပေးလိုက်တယ်အဲအဲ့မှာကျတော့ဗတ်ကြီးစပြီပေါ့နော်အဲ့မှာကျကျွန်မဘာစဖြစ်ပြီလဲဆိုတော့အမ်မီအမ်နဲ့အမ်နဲ့အမ်နဲ့အဲဒီကာရှူရုံးရှိမှလည်းအမ်ဂျူဂျူအိတ်ဒီနဲ့လည်းအမ်ဒီအိမ်ထဲလဲအတကုံအမ်းအနောက်တော့ညတကောင်ကြီးကျမမသွားနိုင်တော့ဘူးပဲအင်းအင်းမသွားနိုင်တော့ကျမဒီနားလေးမှာ ဟိုကျူကျူအိတ်ဆုပြီးတော့ထွေးခံနေမှာပဲကျမအန်အင်းအဲအဲ့တော့ကျမဒီဘာမှစားမဝင်တော့လေပါကြီး။ပြီးတော့အဲ့လိုမျိုးအန်တဲ့ခါမှာရောင်စုံပဲအန်တယ်ပါကြီး။အရောင်စုံအန်တယ်။အစိမ်းရောင်ရောအနီရောင်ရောဝါရောင်ရောပေါ့နော်။ကျမစဉ်းစားမိတယ်ကျမအဲ့လိုမျိုးတွေလည်းအများကြီးဘာမှမစားထားပဲနဲ့။ဘာဖြစ်လို့အဲ့ဒီလောက်တောင်ကျမအန်တာလဲပေါ့။ ကျွန်မစဉ်းစားမိတော့ကျွန်မအပါကြီးရဲ့ဘိတ်သိက်ကိုမတောက်ပင်နဲ့ကျွန်မရေတိတ်တာပေါ်မှာတိတိကျကျလေးတင်လာတယ်။နင်အဲ့ဘိတ်သိက်ရဲ့တောက်တုံးကဘာနန်းလဲဆိုတာဘာလဲမူးတယ်ဆိုတာဘိတ်သိက်ရေတောက်တိုင်းကျွန်မမူးတယ်ခိုင်း။တောက်ပြီးလိုက်ပြီဆိုရင်ကျွန်မလူကမူးနောက်သွားပြီပါကြီး။မူးနောက်သွားပြီးတော့အာပြီးကြလို့ရှိရင်အန်ချင်ပြီလေနော်ပါကြီး။ဒါပေမဲ့နောက်တတိယတစ်ခေါက် အပကြီးပေးတဲ့ရေကြတော့ကျမမှတ်အံ့တော့ဒါပေမဲ့ကျမအသက်ကလေးအားစားအကုန်လုံးတော်တော်ပြောင်းလဲသွားခုနကတော့မတောက်တော့ဘူးဆိုပြီးတော့ဖြတ်လိုက်တော့ဘယ်လိုဖြစ်လဲမတောက်တော့ဘူးဆိုတော့ဖြတ်တာပေါ့ပါကြီးကျမအတောက်ရမှာကျမကြောက်တယ်လေပါကြီးဟာအဲတောက်တာနဲ့ခေါင်းဘူးတောက်တာနဲ့ခေါင်းအဲ့ဒါဟိုအထဲထဲကနေဟိုမှာဒုံချင်းဒုံကခွန်းပြီးလဲ ုတ်ကဲ့အဲ့ဒါနဲ့ဒီလောက်လောက်ကြံနေလေးပါစီဒီလောက်လောက်တော့ဝက်လောက်ကြံတော့ကျမတောက်ရမှာကျမငင်းနေမို့နော်ကျမမတောက်ဝင်နေကျမထားထားတဲ့အတိုင်းပဲကျမကြည့်ထားတာပေါ့ရေကဲတက်တာပေါ့မဟုတ်ဘူးမျိုးပေါ်မှာတင်ထားတယ်ဟုတ်ပေါ်မှာတင်ထားတယ်ရေကဲတက်တာပေါ့ဟုတ်ရေကဲတက်တာပေါ့မှာဟုတ်ကဲ့အဲ့လိုတင်ထားတယ်ပါစီအဲ့နဲ့နောက်ကကျမတောက်ဘူးပေါ့တင်ပြီးတော့ဟုတ်ကဲ့နောက်ကကျတော့ကျမကုန်အောင်တောက်ပလိုက်တော့တယ်ပါစီအဲ့ဒါအဲ့မှာဟို ပလင်းကြလာတယ်ဆိုတော့ပါဟုတ်လဲအဲ့ဒါကကြတော့ပထမဦးဆုံးအပါကြီးပေးလိုက်တော့အပါကြီးကကျမလမ်းမှာလဲအံ့လာပြီအိမ်မှာလဲတကုံအံ့ပြီညတကောင်ကျော်လဲအံ့ပြီဆိုတော့ကျမအပါကြီးပေးတဲ့ကြီးကျမတောက်လာမှာကျမကြောက်တယ်လေအဲ့လေကျမမတောက်တော့ဘူးပေါ့နော်တောက်ရင်ကျမဟိုထအောင်အောင်မှာအဲထအောင်မှာကြောက်လေကြောက်တယ်တောက်ဘူးမတောက်ရဲတာလဲပါတော့ပေါ့ပါကြီးကျမယူသားဆုံးဝင်ခံရမှာဆိုအဲ့ဒါနဲ့ ကျမထားထားတဲ့ရေကဲတက်တာပုံမှန်လေးကျမအဲ့ဒီလေးပိုင်းညစိန်နိုင်ခွေးကြတယ်အဲ့ဒီအဲ့ရေပုံးရရေပုံးရခုံချတာကျမပေါ့ပြုတ်ကြတာတော့ဘောနော်ကျမလှမ်းတော့ဟဲ့ပြုတ်ကြเสียရလဲပါကျောင်းမမရှိဘူးဗောဟိုရေကဲတက်တာလည်းပြင်းကြီးရေပုံးလည်းဒီလိုပြင်းကြီးဟိုကြောင်နေတခုခုဗောနော်တတဝါတကောင်ကတိုးပြီးတိုက်ပြီးလို့ပြုတ်ကြတယ်ဆိုတော့ဒါတဘာဝကြတယ်လေပါကြီးအခုပြုတ်ကြတာတဘာဝမကြဘူးပါကြီးတဘာဝလုံဖြစ်နေတယ် อืมจม้าเล่เสียมาสรแล้วဆက်စုတယ်လေတိတိကျကျပြန်ကြည့်ဘာဖြစ်လို့ကြာလာလဲအလင်မှာလဲထားထားရဲ့ဒါနဲ့ဒါပေမဲ့အဲ့ဒါကြာလာတော့ကျမတောင်းလာတော့ဗောဟုတ်ကဲ့တောင်းလိုက်တယ်တောင်းလိုက်ပြီးတော့ဆိုပြီးတော့ပါကြည့်ကျမအာန်တယ်လေအာအာန်တော့ကျမထုံလာတယ်ဒီကြည့်ပေါ့ဗောအဲ့ဒါကျမစဉ်းစားတယ်ကားခေါ်ရမလားစီယုံကားခေါ်ရမလားအတိမိတ်ဆွေကားခေါ်ရမလား စီးရကြီးတဲ့မှာဆိုအချိန်ကိုကြည့်ရလဲည7နာရီလေးပါကြည့်อืม7နာရီ7နာရီဆိုတော့ကျမလည်းမခံစားနိုင်တော့ကျမပြောတယ်အဲ့လိုမျိုးဆိုရင်ဘုရားတခင်ကျမကိုပြန်ခေါ်မယ်ဆိုပြန်ခေါ်တော့ဘုရားတခင်ရဲ့ရင်မှာမှာပဲငြိမ်းချမ်းစွာပြန်လာနေတော့မယ်ပေါ့နော်စေကူကတော့လည်းပတ်စံနေလဲရမ်းကုန်ပြီစေတွေလဲစေရတာလဲကျမအတ်တွေလဲဒီမှာပါကြည့်အချိန်တောင်ဖြစ်နေပြီလေစေထိုးရလုံးလုံးစေယုံတွေလဲ စေးရုံနဲ့ကျမအိမ်ကအိမ်ဦးချမ်းပြင်လို့ကျမနှစ်ပတ်တခါတစ်ပတ်တခါသွားကျမလည်းမခံစားနိုင်ဘူးပေါ့နော်อืมတအားလဲကုန်ကြနေပြီဆိုတော့ကျမလည်းနောက်တန်းမိသားစုတွေကိုအားနာပဲလေအလိုမျိုးဆိုတော့ဒါပေမဲ့ပါကြီးကျမအဲ့ဒီညမှာဆွတောင်းနေဖျက်ခင်ပြခေါ်ရင်လေကျမဖျက်ခင်ရင်ဝင်ပါပဲပြန်နေတော့မယ်ဖျက်ခင်ထားမယ်ဆိုရင်လေကျမကိုဖျက်ခင်ထားပါတော့อืมဒါပေမဲ့ဖျက်ခင်ကျမထားရင်တော့ ရားခင်ထိုင်းနော်ကျွန်မဖျားခင်ရဲ့အမှုတော်မြတ်ပါပဲပါဝင်တော့မယ်ဟောတစ္ဆာဂရိပေးလိုက်တာပေါ့ဒီပေးလိုက်တယ်ဖျားကိုပြီးရင်ကျွန်မအိတ်ချလိုက်တယ်ပါကြီးအိတ်ချလိုက်တယ်အိတ်ချလိုက်တယ်ကျွန်မဖျားရဲ့ရင်ဝင်တော်ပြည်ရင်လဲလက်လက်လေးအပြုံးမပြတ်ပဲပဲကျွန်မပြန်မယ်ပေါ့ပါကြီးအဲ့ဒါနဲ့ကျွန်မဖျားဝဲအိတ်ပြောပဲဒီလိုပဲစကားပြောတယ်ကျွန်မခလေး၃ယောက်ကလည်းအပေါ်မှာပဲအိတ်နေတယ်လေတဲ့အိတ်လုံးကမှတမ်းပြီး၄ယောက်ပဲရှိတယ်ဟမ်ကျမတမီးကလည်းကျမကိုဆိုလေပါကြီး လည်းလည်းပြန်ပြောတယ်။ခလေးလူရဲ့တဘာဝပေါ့။ तू ကတော့ပြောတာတော့ तू ပြောပြ။ပြန်ပြောတာမဟုတ် तू ရှင်းပြတာ။ရှင်းပြ။ဒါပေမဲ့ကျမမခံစားနိုင်ဘူး။ကျမတို့ကမိဘတွေကိုပြန်ပြောတယ်။ဒါသမီးတွေမဟုတ်ဘူး။ကျမတို့ကအဲ့လိုပြန်ပြောရင်မကြိုက်ဘူး။ဒါပေမဲ့ကျမသမီးလေးကကျမကိုပြောလဲဆိုတော့မမောပြန်ပြောတာမဟုတ်ဘူး။ပြန်ရှင်းပြတာပေါ့နော်။အဲ့ဒါသူနဲ့ကျမနဲ့ကလည်းအိမ်တွင်းထဲမှာအဲ့လိုမျိုးလေးပေါ့။အင်း အဲ့တော့အညာအိတ်လိုက်ရောအိတ်လိုက်ရောမနက်ခင်းဘုရားသခင်ကကျမကိုရိုးထားရတဲ့အခွင့်ကိုပေးတယ်။အင်း။ဟောအဲ့ဒါနဲ့ပေါကြီးကိုတခုပြောဖို့ချင်တယ်။ကျမဒီဒိုင်စီပင်တောက်တယ်။အင်းထမတော်တောက်တယ်။နှလုံးညင်စီတောက်တယ်။အင်းအဲ့ဒါတော့ကျမတညောင်းနှစ်နိုင်နှစ်နိုင်ခွဲပဲအိတ်လို့ရတယ်။အင်းအင်းအိတ်လို့မရဘူး။အိတ်လို့မရ။အိတ်စီတောက်ပြီးအိတ်လို့မရလို့ကျမကနည်းနည်းလွတ်သွားတယ်ဗျ။အိတ်စီတောင်မှမတိုးတော့ဘူးကွာ။မတိုးတော့ဘူး။အင်းကျမနည်းနည်းလေး ကောက်ချင်းတယ်အဲ့လိုမျိုးပေါ့နော်ဗာကျင်းတော့ကျမဒီမှာထိုင်နေအတင်းထောင်းတယ်အဲအမျိုးသမီးပေါ့အတင်းတော့ကလူမှန်တက်တွေ့ကျမခေါ်တယ်ခေါ်ပြီးကျမစကားတွေနင်းခပြောတယ်သူလည်းကျမကြောက်လာတယ်ကြာတော့လေဆရာမဝင်းမင်းဒီလွတ်နေပြီပေါ့လွတ်နေမှတော့သူတို့မသိသူတို့ဘာပြောလဲဆရာမဝင်းမင်းဒီအောင်လားဖះเจ้าလိုက်အရင်ကစကားစကားနာမပြောဘူးအခုတအားစကားတွေပြောနေပါလိမ့်ဖြစ်နေလည်းမသိဘူးတဲ့ဟမ်အော်သွားတာပေါ့အော်သွားတယ် အဲ့တော့မနေ့အဲ့ရလဲထရောအကုန်ပြောက်ရောလားပြောက်တာလူတစ်စိတ်တစ်ခန္ဓာတစ်အားလုံးဖြစ်သွားတဲ့ပြီအပိုင်ကြီးဒီမှာ6နိုင်လာမှာအိတ်ကိုရသွား6နိုင်အိတ်တယ်อืมအဲဆိုဒီဘိသိက်ကြီးကအိတ်ဆေးအကောင်းဆုံးအိတ်ဆေးရောစိတ်ငြိမ်ဆေးရောအကောင်းဆုံးအားဆေးပဲပေါ့အဲ့ကနေစပြီးအခုချိန်ကြီးပါကြီးဒီမှာတင်ညာ6နိုင်9နိုင်အိတ်လို့ပြောသွားပြီอืมအိတ်လို့မပြောဘူးဆိုတာမရှိတော့ဟာလေလုယား ဟုတ်ကဲ့။အဲ့ဒါကိုလည်းဝင်ဝင်လာပြီးပါချင်။အဲ့ဒါပဲဖေဟာအမှုတော်ဆောင်တော့မယ်လို့ဂတိပေးလိုက်ပြီ။အဲ့ဒီကျေးဇူးတော်တွေလည်းချီးမွမ်းပေးပြီပေါ့နော်ပါချင်နော်။ကျွန်မပါဝင်နေကျွန်မအသိတော်မှာဆိုလည်းကျွန်မကျေးဇူးတော်ချီးမွမ်းပေးပြီ။ကျွန်မအလုပ်လုပ်တဲ့မိသားစုစိတ်ပြီးရှောင်းမှာဆိုလည်းကျွန်မဂတိပေးပြီပေါ့နော်။ဒါကတော့ကျွန်မဖေဟာကိုဂတိပေးရတယ်။ဒါပေမဲ့ကျွန်မကပြောတာကအမှုတော်ဆောင်မှာဖြစ်တယ်။ဒါပေမဲ့ဖေဟာထားတဲ့နေရာမှာပဲကျွန်မအမှုတော်ဆောင်မှာပေါ့နော်။ဟုတ်ပါတော့။ဟုတ်ကဲ့။ ဘုရားပဲညမှာသုံးမယ်ဘုရားသုံးတဲ့နေရာမှာပေါ့နော်အာမင်အာမင်အာမင်ဟာလေလုယာဘာပဲဖြစ်ဖြစ်ယေရှုဘုရားအနာရောဂါငြိမ်းတယ်နော်သူနဘေးတော်ကထွက်တဲ့ဟဲ့လားသွေးနဲ့ရေကိုကျွန်တော်တို့ကဒါတောင်စပြည့်ရေမပေးသေးဘူးနော်မပေးဘူးပါကြီးတန်ရှင်တော့ပိတ်သိရေနဲ့စီပိတ်သိပဲဟုတ်ဒါဆိုရင်တော့ဒီညကတော့ဒါစပြည့်ရေပါထပေးရမှာပေါ့နော်ဟုတ်ကဲ့ယောဟန်19 34ယောဟန်19 စစ်သူရဲ့တယောက်ဒီနဘေးတော်ကိုလှန်နဲ့ထိုးဖောက်တဲ့အခါသွေးနဲ့ရေထွက်လာတယ်ဆိုတာနော်ဒါစစ်သူရဲ့တယောက်ဒီနဘေးတော်ကိုလှန်နဲ့ထိုးဖောက်တဲ့အခါသွေးနဲ့ရေထွက်လာတယ်နော်ရာကြောင့်ဟိုစပြည့်ရေရဲ့ရေရဲ့စီရဲ့ဒါကဘာဆေးစွမ်းကောင်းကြီးပဲနော်ယေရှုပေးတဲ့ဆေးစွမ်းကောင်းကောင်းကင်ကလာတဲ့ဆေးစွမ်းကောင်းအခုအနာရောဂါလုံးဝပြောက်ပြီပြောက်ပြီပါကြီးဟာလေလုယာယေရှုဘုရားတန်ကြတော်ကြောင့်အနာရောဂါပြောက်ပြီချီးမြှောက်မှုအလုံး ကိုပဲပြီးပါတယ်ဟာလေလုယာညီပြီးပါစေ